ဟုတ်ကဲ့အခုကရင်နိုင်ငံရေးဆွေးနွေးပွဲအောင်ပေါ့နော်ဟိုအဓိကအချက်၄ချက်ဆွေးနွေးတယ်အဲ့ဒီအချက်၄ချက်ထဲမှာဟိုကရင်ပြည်နယ်ကထွက်လာတဲ့စစ်ဘေးရှောင်းနေဒုက္ခသည်အရေးကိုလည်းထည့်ပြီးတော့ဆွေးနွေးတော့ပေါ့နော်ဟုတ်ကဲ့အဲ့ဒီဒုက္ခသည်ဆွေးနွေးတဲ့နေရာမှာဒုက္ခသည်ပြန်လည်နေရာချထားရေးအကြောင်းကိုဆွေးနွေးဖြစ်တဲ့အပေါ်ဒီအကြောင်းကိုဘယ်လိုဆွေးနွေးသလဲနည်းနည်းလေးရှင်းပြပေးပါဦးဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီအမျိုးသားဆွေးနွေးနိုင်ငံရေးဆွေးနွေးပွဲမှာပေါ့နော်ဒီ ဒုက္ခသည်စစ်ဘေးရှောင်ပေါ့နော်ကျွန်တော်တို့ကတော့စစ်ဘေးရှောင် antibiotic ရဲ့ဟိုပြန်လည်နေရချက်ထားဖို့ကိုအလေးနဲ့စဉ်းစားပြီးတော့ဆွေးနွေးကြတယ်အဲ့ဒီခေါင်းစဉ်လေးကိုပေါ့နော်အဲ့လိုမျိုးဆွေးနွေးတဲ့အခါမှာအထူးသဖြင့်ဒီစစ်ဘေးရှောင်အကြောင်းမျိုးမျိုးကြောင့်ရောက်ရှိလာတဲ့ဒီဒုက္ခသည်စခန်းလေးမှာရောက်နေရတဲ့ဒီမိသားစုတွေကသူတို့ရဲ့မူရင်းဒီသားကိုပေါ့နော်ပြန်ချင်တယ်ဆိုလို့ရှိရင်ဟိုသိက္ခာရှိစွာနဲ့ပြန်လည် နိုင်ဖို့တဲ့ပေါ့နော်အဲ့ဒါတွေကိုဟိုနိုင်ငံတော်အစိုးရအနေနဲ့ပေါ့နော်ဒါလေးကိုဟိုဆောင်ရွက်ပေးဖို့လိုအပ်တယ်ဆိုပြီးတော့ဆွေးနွေးကြပါတယ်ဟုတ်ကဲ့ဆွေးနွေးနေနေရမှာပေါ့နော်ဟိုဆုံးဖြတ်ချက်တော့ရမှာပေါ့ဟုတ်ကဲ့ဘာတွေဆုံးဖြတ်ချက်ရနိုင်ခဲ့တယ်လဲပေါ့နောက်ပြီးတော့ဒီအဲ့ဒီအရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ခုနကဒီစစ်ဘေးရှောင်နေရတချို့ကဟိုကအเจ้าမျိုးမျိုးကြောင့်ပေါ့နော်သူတို့တွေကဟိုပြောရမယ်ဆိုရင် အများဆုံးဒီကိုရောက်ရှိလာတဲ့အချိန်ကပြန်ကြည့်မယ်ဆိုရင်တမတော်အစိုးရလက်ထက်ပေါ့နော်ဒီလိုမျိုးအချိန်မှာအကြောင်းဒီစစ်ပွဲတွေကြောင်းစစ်ဘေးစစ်တံကြောင်းပေါ့နော်ဥမာပြင်ပေါ်တာဖမ်းတာတွေရှိတယ်ပေါ့နော်ဒီနောက်ကတက်ကနေတက်သိမ်းပြည့် လျာမြေတွေပေါ့နော်တတ်သိမ်းတာတွေရှိတယ်အဲ့ဒါကြောင့်မို့သူတို့တွေကအမျိုးမျိုးနဲ့ပေါ့နော်ပြီးတော့ဒီကျွန်တော်တို့ပြောရမယ်ဆိုရင်ခရင်မိသားစုတွေကတော်တော်များကလည်းဒီခင်ယူမှာရှိနေကြတာပေါ့လက်လက်ကန်တော်လိုက်အဖွဲ့စည်းမှာရှိနေတဲ့အတွက်ကြောင့်သူတို့ကိုလိုက်လံဖမ်းဆီးတာတွေရှိနေတယ်ပြီးတော့အမျိုးသမီးတွေဆိုလည်းပဲဒီတော့ရဒီတတ်မှာဆိုရင်မတရားအနှံ့ကျင်းမှုတွေခံရတာပေါ့နော်ဒါကြောင့်မို့နောက်ဆုံးမှာသူတို့အတွက်ဖက်ပေါက်ကဒီ မဲလာဒုက္ခသက်ခံလို့မျိုးပေါ့ဒီနေ့စတဲ့တမ်းမှာရှိတဲ့ဒုက္ခသက်ခံကိုရောက်ရှိလာကြတာပေါ့နော်ဒါအပြင်တချို့ကတော့ခုနကဒီအလုတ်အကန့်ခွင့်လန်းမရှိတော့တဲ့အချိန်မှာဒီလဲသိမ်းရသိဖြစ်လာတဲ့အခါမှာဒီအလုတ်ကန်ခွင့်လန်းမရှိတဲ့အတွက်ကြောင့်ဒီဘက်ကိုရောက်ရှိလာတာလည်းရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ပြန်ကြည့်မယ်ဆိုရင်ဒီဒုက္ခသက်ခံမှာရောက်နေတာနှမျိုးရှိတယ်အလုတ်ကန်ခွင့်လန်းမရှိလို့ရောက်လာတာရှိသလိုဒီ စ်ဘေးစစ်တံအကြောင်းပေါ့နော်ဟိုထွက်ပြေးရတာလည်းရှိနေပါတယ်လို့ဒါကြောင့်မို့သူတို့ကိုပြန်လဲလက်ခံတဲ့အခါမှာခုနလိုမျိုးတကယ်လို့လေယာဉ်မြေဆိုရှယ်နစ်နာဝတဲ့လူတွေအတွက်သူတို့ရဲ့နေရာကိုပြန်မယ်ဆိုလို့ရှိရင်သူတို့ရဲ့နေရာမှာအခုလက်ရှိမှာတော့ဒီသူတို့ရဲ့ဥယျာဉ်ချမ်းကြီးတွေရှိချင်မှရှိတော့မယ်တခြားလူတွေလည်းရှိရင်ရှိနိုင်မယ်တကယ်လို့သာအဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ဒီ ပြန်ရမယ့်လူတွေအတွက်ကိုတော့ပြန်စဉ်းစားပြဖို့လိုအပ်တယ်။သူတို့ရဲ့အလုပ်အကင်ခွင့်လန်းလေးတွေပြန်လဲပြီးတော့တူတောင်ရဲ့လုပ်ငန်းလေးလုပ်ပြဖို့လိုအပ်တယ်။ပြီးတော့အထူးသဖြင့်အမျိုးသမီးတွေအမျိုးသမီးတွေနဲ့ကလေးငယ်တွေရဲ့ဘဝဆက်လက်ပြီးတော့ရှင်သန်ဖို့လှုပ်ချို့ဖို့အတွက်အဲ့ဒါကိုအများကြီးစဉ်းစားပြဖို့လိုအပ်ပါလိမ့်မယ်။ပြီးတော့သူတို့ရဲ့စာဝတ်နေရေးပညာရေးကျန်းမာရေးသူများနဲ့တူအောင်ဆောင်ရွက်ပေးရသလို့ လိုအပ်တာကအဓိကလိုအပ်တာဒီမှာမွေးဖွားလိုက်တဲ့ကလေးတငယ်လေးတွေကတော်တော်များများကမွေးစည်းရမရှိဘူးပေါ့နော်အဲ့တော့အဲ့ဒါလေးကိုလည်းကျမတို့ကဒီမွေးစည်းကျမတို့နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ကရင်တိုင်းရင်းသားတွေမြန်မာနိုင်ငံမှာအများစုနေကြတဲ့တိုင်းရင်းသားဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့နိုင်ငံမမီရဲ့နေရာဒီသားကိုပြန်တဲ့အခါမှာသူတို့ရဲ့မွေးစည်းရင်တခုကိုလည်းဆောင်ရွက်ပေးဖို့လိုအပ်မှာပြီးတော့သူတို့တွေကျမတို့နိုင်ငံသားကတ်ဆိုတာကိုလည်းမေ့ဖို့ သတိပြုဖို့လိုအပ်ပါတယ်လို့မေ့ဖို့ပေါ့နော်အဲ့ဒါလေးတစ်ချက်လည်းလိုအပ်ပါလိမ့်မယ်လို့ကျွန်မယူဆပါတယ်လို့ဟုတ်ကဲ့ခုနကပြောသလိုပေါ့နော်ဟိုတစ်ချိန်တုန်းကစစ်ဘေးကြောင့်ဟုတ်ကဲ့ဟိုဒီမြန်မာအစိုးရတပ်ကဟိုတွန်းလှန်တဲ့အတွက်ကြောင့်မနေနိုင်လို့ဟုတ်ကဲ့ရှောင်းတိန်ရတဲ့အရှင်းထိုင်းနိုင်ငံမှာနေစားမှာရောက်လာတဲ့ဒုက္ခတွေတစ်ချို့က အိမ်မြေဥယျာဉ်ခြံတွေဆွလွန်ပြီးတော့လာရတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီဆွလွန်လိုက်တဲ့အိမ်မြေဥယျာဉ်ခြံတွေအခုစီကြီးမှာစီတော့မဲ့သဘောပေါ့နော်သူကပိုင်ဆိုင်မှုတော့မရသေးဘူးအဲ့ဒီနောက်ပိုင်းမှာဟိုအနိုင်ပိုင်တချို့အခွင့်အရေးယူတဲ့တချို့ကအစစ်အစစ်ရောင်းစားလိုက်ပြီးဆိုရင်သူတို့ပိုင်ဆိုင်တဲ့ဥယျာဉ်မြေခြံတွေကိုပြန်ရဖို့အစီအစဉ်ရောဘယ်လိုဆုံးဖြတ်နိုင်ခဲ့တယ်လဲပေါ့ဒီအစီအစဉ်မှာတကယ်လို့များပေါ့နော်သူတို့ပိုင်ဆိုင်တဲ့ဥယျာဉ်ခြံမြေတွေကို ဟိုအဆက်ဆက်ရောင်းစားခဲ့ပြီးတော့ပေါ့နော်ဟိုလုတ်ပန်ခွင့်နေအကောက်လုံးနဲ့သဘောကဟို လုတ်ထားပြီးသားဖြစ်တယ်ဆိုရင်သူတို့ရဲ့ဟိုပြန်လာပြီးတော့လုတ်ကန်စားတော့ဖို့အတွက်ကိုအလားတူတဲ့လေယာမြေတွေဒါမှမဟုတ်အင်းချက်မြေလေးတွေပေါ့နော်ဟိုရှာဖွေပြီးတော့ပေါ့နော်ဆောင်ရွက်ပေးတဲ့ဒါမှမဟုတ်လို့ရှိရင်လည်းပဲသူတို့နဲ့တန်ဖိုးတူတဲ့ဟိုပါပေါ့ ဒီလျာမြေဥပဒေမှာလဲပါတယ်တန်ဖိုးတူတဲ့အခကျင်းဝင်တွေနဲ့မျက်နှာဆုပ်ရှုပ်မှုအတွက်ကိုပြန်လဲပြီးတော့ဟိုပေးစားပေးတင်တယ်လို့ကျွန်မယူဆပါတယ်ဟုတ်ကဲ့အဲပြန်လဲပေးစားတဲ့နေရာမှာပေါ့နော်ဒီဟိုလက်ရှိဝယ်တဲ့လူလားဟိုအစိုးရကပေးစားတာလားပေါ့အဲ့ဒါညိနှိုင်းဆောင်ရွက်ပါလိမ့်မယ်တင်တယ်ဘာလို့လဲဆိုတော့လက်ရှိအစိုးရမှာလည်းဟိုဒီအခုရှိနေတဲ့လူရောပေါ့နော်ညနေဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ဘာဖြစ်လဲဆိုတော့အခုဝယ်တဲ့လူကလည်းပဲတဆင့်ပြဆင့်ပြောရမယ်ဆိုရင် ဒီလေသမားတွေမရှိလို့လည်းဟိုတော့ဆိုလို့ရှိရင်အဲ့အနီးနားမှာရှိတဲ့ဟိုပါပေါ့လုတ်ပိုင်ခွေးရှိတဲ့လူတွေပေါ့နော်အများဆုံးဟိုသိမ်းယူလိမ့်မယ်အဲ့တော့အဲ့ဒီခါမျိုးမှာဆိုရင်အခုဟိုတောင်ဝင်ယူနေရတဲ့ဟိုအစိုးရရှိမယ်ပြီးတော့တစ်ဖက်ကနစ်နာဆုံးရှုံးတဲ့လေသမားရဲ့အခုလက်ရှိအကျိုးခံစားခွင့်ရှိနေတဲ့ဒီလုတ်ပိုင်နေတဲ့လုပ်ငန်းရှင်တွေရှိမှာပေါ့နော်ဥမာပြေကိုအဲ့ဒီအခုရှိနေတဲ့လုပ်နေတဲ့လူနဲ့ဟိုစစ်စာညှိနှိုင်းပေးဖို့ကလူအလေးမဲလို့ကျွန်မထင်ပါတယ် ဟုတ်ကဲ့နောက်တစ်ခုရှိတာဒီကင်းပြင်းနေမှာဆိုရင်လက်နဲ့ကైအဖွဲစီက၄ဘွဲ့ရှိတယ်ဟုတ်ကဲ့အဲ့ဒီ၄ဘွဲ့ကအဲ့ဒီအကယ်၍သာအဲ့ဒီခြံအိမ်တွေကိုပိုင်ခဲ့မယ်ဆိုရင်ဟိုစီစဉ်ဆုံးဖြတ်ရမယ်ဟိုဆုံးဖြတ်ကြရပါအခက်ခဲမဖြစ်နိုင်ဘူးလားခင်ဗျအဲ့ဒါလည်းပဲခုနကလိုမျိုးကျွန်တော်တို့ကတော့ဒီအခုဒီပြည်လဲနေရချက်ထားဖို့ဒီမှာ ဟိုလုတ်ထားပြီးသားပေါ့နော်အတိပြုတ်ထားပြီးသားဖြစ်တယ်အဲ့တော့အဲ့ဒါလေးကိုလက်နဲ့ကန်အဖွဲစီဖြစ်ပါစေတကယ်လို့ဒီနေနေရကိုတင်ထားပြီးတယ်ဆိုလို့ရှိရင်လည်းပဲဒီကျမတို့ရဲ့ထုတ်ပြန်ထားတဲ့အတိုင်းကိုတော့ပြန်လဲပြီးတော့လိုက်နာဖို့လိုအပ်တာပေါ့နော်ဟုတ်ကဲ့အကဲသာဟိုလက်နဲ့ကန်သမားမဟုတ်ဘူးဟိုစီဝါရေးသမားပဲဟိုဝယ်ခဲ့တယ်23စင်းလောက်ဝယ်ခဲ့ပြီးဆိုရင်သူကပြန်ပေးဖို့ကလည်းသူ့ငွေဆွဲချုံးမယ်ဟိုကြောက်တော့ပေါ့နော်အဲ့ဒီအချိန်နေဆိုဘယ်လိုဖြင်းစင်းမလဲပေါ့ ကျမပြောတာခုနလိုမျိုးပေါ့နော်ညနေဆောင်ရွက်ပေးဖို့တော့လိုအပ်ပါတယ်ဒီသူတို့တကယ်ပဲဟိုအားပေါ့နော်တစ်ချိန်တစ်ခါတုန်းကတော့ပေါ့နော်သူတို့ရဲ့အသက်ဘေးအတွက်ပေါ့နော်သူတို့ရဲ့စာဝတ်နေရေးအတွက်ဒီဘက်ကိုရောက်လာကြရတာလေပျော်ချင်လို့ဒီမှာအခွင့်အလမ်းတစ်ခုကိုရောက်ဖို့လာကြတာမှမဟုတ်တာ ယောက်ကနီးမျိုးစုံရလို့တက်ပြေးလာတာပဲဒီအချိန်မှကြတော့သူတို့ကပြန်ခွင့်ရှိပြီဆိုလို့ရှိရင်တော့ခုနလိုမျိုးပေါ့နော်ကျမသာဆိုလို့ရှိရင်တော့သူများမြည်ဖြစ်ဖြစ်ကျွန်တော်ကျမဆိုရင်တော့ယူမှာမဟုတ်ပါဘူးကိုရမူလပိုင်ရှင်ပြန်ပေါ်လာပြီဆိုရင်တော့တေးကိုပြန်ပေးရပါလိမ့်မယ်ပေါ့နော်ဟုတ်ကဲ့အကယ်သာဒီမြေကအမှားတာမဟုတ်ဘူးဆိုရင်ဒီစီပွားရေးသမားဆိုရင်တော့ तू ကအခွင့်အရေးယူမှာပေါ့ဟုတ်တယ်သူရပိုင်တဲ့အခွင့်အရေးဆိုရင်အမှတ်နေနဲ့ဘယ်လိုမြင်မလဲအဲ့လိုမျိုးဆိုရင်တော့ညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်အခုကျွန်မတော်တော်များများတွေးရတာကဒီ တမတော်ဆိုရလက်ထက်ပေါ့နော်ဟိုလုံပန်ခွင့်ရှိတဲ့လူတွေကဟိုတော်တော်များများကိုဟိုဒေသခံတွေရဲ့ပေါ့နော်လေယာဉ်မီတွေကိုသိသိကြတွေတွေ့ရတယ်။ဘာဖြစ်လဲဒေသခံတွေကလည်းမပြောရဲဘူး။အဲ့တော့အဲ့လိုမျိုးခါမျိုးမှာတခါသူတို့တွေကပြောင်းရွှေ့ရတဲ့ခါကျတော့အဲ့ဒီဥယျာဉ်ချမ်းမြေတွေကို လက်စိတ်ကမ်းပြီးတော့ပေါ့နော်ရောင်းစားသွားတယ်။ရောင်းလိုက်ပြီးတော့သူတို့ကတော့ပတ်စံပိုက်ပြီးတော့ထွက်သွားတယ်။ဒါပေမဲ့အခုကျတော့ဒီတေသခံနဲ့ခုနကဝယ်တဲ့လူเนี่ยပြဿနာပြန်ပြီးတော့ဖြစ်တာကိုတွေ့ရတယ်။တော်တော်များအဲ့လိုပြဿနာတွေရှိနေတယ်။အဲ့တော့အခုချိန်ထိအဲ့ဒီပြဿနာကိုရှင်းလို့မပြီးသေးဘူး။ကျွန်မသိရသလောက်ကကျွန်မလက်ချက်တွေကလည်းအဲ့ဒါကိုရှင်းပေးတယ်ပေါ့နော်။ဒါပေမဲ့တကယ်လဲသိကြတယ်။နောက်ကျွန်တော်တို့ရဲ့ဟိုကလစ်လာသုံးသချက်ကိုပြန်ချက်ကော်မရှင်နေနဲ့လစ်လာသုံးသချက်မှတော့ဒါ မူလပိုင်ရှင်အမှန်ဖြစ်တယ်ဆိုတာကိုတင်ပြပေးတယ်။သို့တော်လည်းပဲတစ်ဖက်ကလည်းပဲကလာပေါ့စင်းနဲ့ဝေခဲ့တာပေါ့နော်။ဒါကိုတော့သက်ဆိုင်ရနေပြီးတော့အစိုးရနေပြီးတော့ဟိုညစ်နေဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ကျွန်တော်တို့ကတော့သုံးသပ်ပေးတယ်။ဟုတ်ကဲ့တစ်ချိန်ကဆိုရင်တော့တိုက်ပွဲအရန်ဖြစ်တယ်ကိဖြစ်တဲ့အတွက်ကြောင့်ဒီဟိုကင်းရပြည်သူတွေကနေစားရောက်လာခဲ့တယ်နေစားရောက်လာတော့ဒုက္ခတဲ့စခန်းမှာနင်းနေကြတယ်ဟုတ်ကဲ့သူတို့လည်းရွာမပြန့်ရဲဘူးအခုတော့ဆိုရင်နေတာဆိုရင် တချို့ဆိုရင်အနည်း20ကျော်30လောက်ရှိပြီတချို့ကလေးဆိုရင်တော့ဒီမှန်းမွေးတယ်သူရဘယ်မှာမှမသိဘူးပေါ့နော်ဟုတ်ကဲ့အခုလက်ရှိဒီနှစ်ပိုင်းပြီးကြတဲ့2016ထဲမှာပဲတိုက်ပွဲဖြစ်ပြီးတော့မြန်ကြီးဦးမှာတောက်ခတ်တယ်လဲဟို9000ကျော်6000ရှိရပေါ့နော်အိမ်ရကုမီကုဒေသပြန်လှောက်စားဖို့လဲဟိုမဖြစ်မဖြစ်တဲ့အချိန်လည်းဖြစ်နေတာပေါ့နော်ဟုတ်ကဲ့နေစားဒုက္ခတွေနဲ့လက်ရှိမြန်ကြီးဥမာရှိတဲ့ဒုက္ခတွေနဲ့ဘယ်လိုကွာခြားမှုရှိလဲနေရာပြန်ထပ်ပြန်လဲချက်ထားရေးမှာ ျွန်မအမြင်ပေါ့နော်ဒီမြန်ကြီးငူရဲ့ဟိုသူချချက်ကတော့ကိုကရင်ပြည်နယ်ဒေသအတွင်းမှာပဲဒီလက်နက်ကန်ကရင်အဖွဲ့အခြေချင်းပြန်လေပြီးတော့ပြစ်ခတ်တိုက်ခိုက်ကြတာပေါ့နော်အဲ့မှာဒီမြန်ကြီးငူနဲ့ဒီမေတ္တောတခြားမှာရှိနေတဲ့ကျေးရွာဟို90နီးပါးရှိတယ်အဲ့တော့အဲ့ဒီကရွာတွေကဟိုရွာသားတွေကဟိုထွက်ပြေးတိတ်ဆောင်ပြီးတော့ ဤမြန်ကြီးငူဆရာတော်ရဲ့ပေါ့နော်ဟိုထားပြီးတဲ့ဒီညပန်ဝတ်မုံနဲ့ကြောက်စာထားတဲ့ဓမ္မယုတ်ဒီမှာအဆင်ပြေသူတို့နေကြရတယ်အဲ့ဒီမှာသူတို့အတွက်ကိုတန်ရလေးတွေစောင့်တာပေးတယ်ပေါ့နော်ဒီတကြောင်မို့ထူးခြားတာကတော့ဒီသူတို့တွေကတော့လက်တလောထွက်ပြေးရတာပေါ့နော်သူတို့ရဲ့အသက်ဘေးအတွက်မိသားစုနဲ့ထွက်ပြေးလာတယ်ဒါပေမဲ့အခုတိုက်ပွဲကပြီးသွားပြီတိုက်ပွဲပြီးသွားမယ်ပဲပြန်ဖို့ကြတော့သူတို့မှအခက်အခဲပြန်ရှိနေတယ်အခက်အခဲကဘာရှိလဲဆိုတော့အခုလက်ရှိ သူတို့ရဲ့နေခဲ့တဲ့အိမ်ယာတွေကိုပြန်ကြည့်မယ်ဆိုရင်သူတို့ရဲ့အိမ်ယာတွေဟာပြင်ကအစခွာကန်ထိတယ်ပြီးတော့ဟိုတော့ဆိုရင်ဆိုလာမီးလေးတွေပေးထားရလဲရှိတယ်ပေါ့နော်ရှိရတယ်မှာအဲ့ဒါတွေလည်းမရှိတော့ဘူးသူတို့ဝက်တွေနွားတွေလည်းမရှိတော့ဘူးချက်တွေလည်းမရှိတော့ဘူးအကုန်လုံးကုန်နေတဲ့အပြင်သူတို့ရဲ့ဥယျာဉ်ခြံထဲမှာလည်းပဲလှုပ်ရှားကန်စားဖို့ကလှုပ်ချုံမှုမရှိတော့ဘူးအဲ့တော့အဲ့အတွက်ကိုတော့ကျွန်မထင်တယ်အခုတလောစစ်ဘေးရှောင်တွေက ကျွန်တော်တို့သွားရောက်တယ် GMC နေနဲ့သွားရောက်ပြီးတော့မေးတယ်ကဲဘလို့တွေဆန္ဒရှိတယ်လဲဆိုပြီးတော့ကြီးရွာနဲ့စနေ၄ရွာအဲ့ဒီကြောက်စာမှာရှိနေတဲ့ရွာသားတွေကိုမေးကြည့်တဲ့အခါမှာအကုန်လုံးကပြန်ချင်နေကြတယ်ကဲအဲ့တော့ပြန်ချင်နေကြတယ်ဒါပေမဲ့ဘာလို့မပြန်ကြလဲလို့မေးတဲ့အခါမှာကြတော့ သူတို့ဒီမိုင်းကိုကြောက်လို့ပေါ့နော်ဒီထောင်လာတဲ့မိုင်းတွေကိုကြောက်လို့ဟိုမပြန်ရဲကြဘူးပေါ့နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်တစ်ဖက်ကဟိုအစိုးရကပြောလဲဆိုတော့နိုင်ငံတော်တတ်မတော်ပါပေါ့နော်ကျမတို့ရဲ့ GMC ကနေပြောမေးကြည့်လိုက်တယ်ကဲဟုတ်ပြီဟိုသက်ဆိုင်ရာတာဝန်ရှိတဲ့လူကဒီမိုင်းကိုဖော်ထုတ်ပေးမယ်ဆိုပြီးတပတ်တွင်ပြန်လို့ကအဆင်ပြေသလားလို့ပြောတဲ့ခါကျတော့သူတို့အဲ့ဒါမျိုးလည်းမဆုံးဖြတ်ရဲပြန်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့ပြန်လို့ရှိရင်သူတို့ မိုင်းမရှိတဲ့ဓာတ်တော့ချက်ချင်းသူတို့ပြန်ပြီးတော့နလန်ကျူနိုင်ဖို့ပေါ့နော်သူတို့ရဲ့မိသားစုစာဝုနေကြီးကိုပြန်လဲစိုက်ပြီးလှုပ်ရှားနိုင်ဖို့အတွက်ကအစင်းသိမရှိတော့ဘူးပေါ့နော်အဲ့ဒါမျိုးတွေရှိနေပါတယ်အဲကြောင့်မို့သူတို့မှာအခက်ခဲတွေဒါရှိနေတယ်တော်သူတို့ရဲ့အနေထားနဲ့ကဒီဘက်ကဒီနေဆက်မှာရောက်နေတဲ့ခုမဲလာတုကတ်တက်စကလမီနဲ့မတူတာကိုကြိုးရတာပေါ့နော်အခုဆိုရင်သူတို့ကိုကျမတို့ရဲ့ဒီဒေသခံတွေကပဲဟို ဘုန်းကြီးเจ้าတွေပေါ့အတိကတော့ပေါ့နော်ခြေရွာတွေမှာရှိတဲ့ဆရာတော်ကဥဆောင်ပြီးတော့လာလာလာပြီးတော့ပေါ့နော်ဆံလေးတွေလာလာလှူကြတယ်ပြီးတော့ကိုယ့်ရဲ့ဟိုတိုင်ရင်သားအမျိုးတွေတည်းကပေါ့နော်ပြပရောက်နေတဲ့လူငယ်အဖွဲ့စည်းတွေကလည်းတချို့ကြတော့ပြပပြပရောက်နေတဲ့လူတွေကလည်းလာပြီးတော့ပြန်ပြီးတော့ကူညီပေးကြတာပေါ့နော်တမက်ရေရှည်မှာကြတော့ဟိုသူတို့အတွက်ဟိုတော်တော်လေးဟိုဟိုစိတ်ပူမိတယ်ပေါ့နော်သူတို့ရဲ့စာဝတ်နေရေးအပြင်ကျောင်းသားလေးတွေရဲ့ဟိုပါပေါ့ပညာရေးကိုလည်းပြန်စစ်စားပေးရမယ်ပြီးတော့အဲ့ဒီမှာရှိနေတဲ့ သူတို့ရဲ့ကျမ်းမာရေးအတွက်ကလည်းပဲဒီကျမတင်တဲ့ဒီနွေရာသီပြီးရင်မိုးရင်ရောက်လာတော့မယ်ဆိုရင်သူတို့မှဟိုအများစွာဒုက္ခရောက်ဖို့ရှိပါလေလို့